တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးပါရဂူရဲ့လက်ချမီးနဲ့သူရတတိဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် ူမိဘကသူ့ကို အာယုဟုအမည်မဲ့သည်သို့သော သူခမညာအသက်မရှိရှာအရွယ်မရောက်မီကွယ်လွန်သွားရှာသည် သူ့ကိုဘသူကမြန်းဘာစိတ်ကူးနှင့်ဝနဟုအမည်ပေးထားသည်မသိလူနှင့်နာမည်တခြားစီစိုးလိုက်သည်ယုံဒုက္ခ၏အိမ်ကိုတွားကြည့်သည်အလုတ်ကိုင်းကမေမေရရမရှိ ခလေးတွေက တပြုံကြီးထမင်းနှမအောင် အနိုင်နိုင်စူးစမ်းနေရသည် ဘလမှာလဲချောင်းဆိုးသွေးပါယောဂါဖြစ်နေဒီမှာကြာပြီဖြစ်၍သူဤကိုခန္ဓာမှာ ဝချမ်းများသာသာလောက်သာကြံတော့သည်ကျွန်တော်တို့ဤဇက်လိုက်ကြီးလဲဒီပုတ်ထဲကဒီပဲပင်ဖြစ်နေရှာသည်သူ့အမိကလာပါ အမိရင်းတော်မဟုတ်ကလောင်အမိဖြစ်သည် လာပါအမိတတ်ထားတော်လဲငွေဝင်လဲမဖြောင့်ဒီမှာကြာပြီဆရာလာပါသည်ယခုခေတ်တွင်မှစာရေးတော်စာရေးเสียမဟုတ်ပေသူဝိတ္ထုများနမေကျော်ခဲ့ဒီမှာ စစ်ကြီးပီးစာလောက်ပင်ဖြစ်သည်ကဘာစစ်ပီးမြမစာပေလောက၌ထင်မောကြော်ကြားလာသောစာရေးဆရာများတဲ့တွင်လာဘသည်တူအပါဝင်ဖြစ်သည်သို့သောယခု450နှစ်တော့တွင်၌ဆရာလာဘ၏ဝိထုများကြဆင်းလာသည်ကြဆင်းသည်ဆိုသည်မှာစောင်းရီကြဆင်းပြီးအယောင်းရမတွင်ကျခြင်းကိုဆိုလိုသည်ဝေပန်ရေးဆရာများကမူလာဘဤဝိထုများကို အမွန့်တင် ရေးကြသည်ကသာများသည် ဝေဖန်ရေးဆရာများ၏အမြင်၌လာဘသည် အောင်မြင်သောဘဝတိရုပ်ဖော်ရှေ့တန်းဝိထုရေးဆရာအဆင့်တွင်ရှိသည်ထို့တော်လည်းလာဘ၏ဝိထုများသည်ဈေးကွက်၌အရှိန်အဟုန်နှင့်ထိုးကြလာရာသူဝိထုထုတ်ဝေရန်ထုတ်ဝေသူများအနေဖြင့်ချိန်ချိန်ဆဆလှုပ်လာကြသည်ဝိထုအထွက်ကျဲသွားသောအခါစီးပွားရေးအကျက်တဲဖြစ်လာလေသည်ဘလို့အကြောင်းလဲငါလက်ရာကပဲကြာသွားတာလားစာဖတ်ပြိတ္တကပဲကြံခဲ့တာလား စပေလောကအခြေအနေကပဲတည်ငြိမ်မှုမရှိလို့လားထုတ်ဝေရေးသမားတွေကပဲငွေရေးကြေးရေးကို ကြည်လွန်ညလို့လားအငှားဆိုင်စနစ်ပေါ်လာပြီးတပြည်လုံးမှာရှိတဲ့အငှားဆိုင်တွေက အများကြိုက်ပေါ်ပင်ဝိတ္ထုတွေကိုပဲ ရွေးတင်ကြလို့လားဒါမှမဟုတ်ငါမသိတဲ့ငါမတွေ့တတ်တဲ့အကြောင်းတစ်ကြောင်းကြောင့်မေးပဲလားဆရာလာဘသည်သူ့ဝိတ္ထုတွေရောင်းအားကြသွားရခြင်း၏အကြောင်းကိုစစ်တမ်းထုတ်ကြည့်သည်သို့တော်လည်းမေမေရရအဖြေရှာမတွေ့ပေဘူး တခုခုတော့မှားယွင်းနေပြီခု၍သာအကြမ်းမြင်တွက်၍ရသည်ကဲနိုင်ငံကျော်စာရေးဆရာကြီးရှင်ကိုယ်အိမ်ခြေနေကိုလည်းတစ်စိတ်လောက်ပြန်ကြည့်ပါဦးကလေးတွေကလည်းចောင်းဖွင့်တော့မယ်ចောင်းဖွင့်ရင်ကလေး၃ယောက်အတွက်လောလောဆယ်ဇရိတ်ဘလောက်ကုန်မဲဆိုတာသိတယ်မလားစံအိုးထဲမှာလည်းစံမရှိတော့ဘူးဥမဲကုံလုံးဆိုင်ကလည်းကျွေးကြံမဆက်နိုင်လို့နောက်ထပ်အကျွေးမပေးတော့ဘူးမင်္ဂလာစာပေတိုက်မှာလုံညစ်တအုပ်ပေးထားတယ်မဟုတ်လား စာမူကလေးပါလေးအနေချင်းကြိုတင်ရလို့ရညာတစ်ခေါက်တစ်ချင်းသွားကြည့်ပါလားရှင့်ကြည်ရတာဒီအိမ်နောက်တောင်ဝန်ကိုနဲ့မဆိုင်သလိုပဲသူရိမဂဇင်းကိုပေးမိဟုရီမန်းလျက်ဝိထုတို့တပုတ်ရေးနေသောဆရာလာဘသည် သူစနီးမအေးစိန်သူနီးလာပြီးပြစ်တော့ပြစ်တော့ပြောနေသည်ကိုလှဲ့မကြည့်ပဲသူဝိထုတို့ကသာအပိတတ်နေသည်ဝိထုတို့အဆုံးသက်ပြီးသောအခါစာမူကလေးကိုလိတ်ပြီးကလထိုင်နောက်မီဇုံး၌ချိတ်ဆွဲထားသောလွယ်အိတ်ထဲတွင်ထည့်လိုက်သည် ထို့နောက်လွယ်အိတ်ကိုလွယ်လျက်နယံတွင်ချိတ်ဆွဲထားသောဖဲဒီကို ဆွဲယူပြီးအပြင်ထွက်လာခဲ့လေသည်ဒါကဘယ်သွားမလို့လဲပြောလေသွားပါဦးမြို့ထဲသွားမလို့သူစနီးမေးသည့်အတွက်ပြန်ဖြေလိုက်သောဆရာလာဘဤစကားတန်သည် ဖြူးဖြူးပြောင်ပြောင်မဟုတ်ဘဲကွေ့ပတ်ပြီးမှမအေးစိန်ထံရောက်သွားသည်အเจ้าမူကားဆရာလာဘသည်သူစနီးကိုနောက်ပြန်မကြည့်ဘဲရှေ့တန်းတန်းမတ်မတ်သွားရင်း တခွန်းနေသောစကားကိုဒုံတိတိပြန်ဖြေလိုက်သောကြောင့်ဖြစ်လေသည်မယေးစိန်ကမူသူ့ယောက်ျားကသူ့ကိုဂရုမစိုက်သလိုဘူးကြကြပြန်ပြောစေကားမူသူ့ယောက်ျားငွေရှာသွားမည်ဆိုသည်ကိုအတက်သည့်၍ဘာမှအထွန့်တက်မနေတော့ဘဲအသာငြိမ်နေလိုက်လေသည်ဘတ်စကားမှတိုင်မရောက်မီမိုးရွာချသည်ဆရာလာဘသည်ပခုံးတွင်ချိတ်လာသော သူ့ဖဲဒီကောက်ကြီးကိုဖြွင့်ဆောင်သည် ကားသည်သူ့ဘေးနားကဖြတ်မောင်းသွားသည် ကားလမ်းပေါ်ကရေအိုင်ကိုအချိန်ဖြစ်ဖြတ်မောင်းသွားသဖြင့်ဖြန်းကနေရေဆင်ပြီး သူ့အင်ဂျင်နဲ့ပစိုးတွေရွှွင့်ရေများပေသွားသည်ဆီယာလာဘထောင်းကနေဒေါသထွက်သွားသည်အစင်မပြေဖြစ်နေသည့်အခါများ၌အလိုလိုကမှ စိတ်တူနေတတ်ရာဘာမဟုတ်သည့်စိတ်အခက်မတင်စရာအကြောင်းအရာလေးတစ်ခုနှင့်ဖြစ်စေဟုံးကနေဒေါသပောက်ကွဲသွားတတ်သည်ဆီယာလာဘသည် ဖြတ်ကျော်မောင်းထွက်သွားသောကားကိုတစ်ချက်မျက်စောင်းထိုးကြည့်လိုက်သည် ကားပေါ်မှလူမဘာမှမသိသလိုသူ့လန်းသူမောင်းသွားသည်ဆရာလာမသည်တဲဒီမအေဟုပါဇက်ကထွက်လာပြီးမှမထူးတော့ပါဘူးလေထီးကမလုံနာနဲ့တကိုယ်လုံးလဲရွှဲကုန်ပြီဟုသူ့ဟာသူစိတ်ကိုထိမ့်လိုက်လေသည်မင်္ဂလာစာပေတိုက်သူရောက်လာပြီဆရာလာမသည်သူ့ပေးထားသည့်လုံချင်းဝတ္ထုအစင်မှပြေပမလားဟုစိတ်တထင့်ထင့်ဖြစ်နေသည်သူ့ကိုယ်သူမယုံသောအခါ တခန္တနာပြင်ဆင်မွမ်းမံထားသော မင်္ဂလာစာပေတိုက်ပိုင်ရှင်ဥချစ်တီဤတိုက်ခန်းနေဝင်ရမှာစိတ်ခက်လေးလေးဖြစ်နေသည် သို့တော်လည်းသူမယမအေးစိန်နှင့်ကလေးသုံးယောက်ဤမျက်နှာများကို ကွက်ခနဲပြေးမြင်သည်ဆရာလာပါခြီတုံချတုံ လုံနေ၍မရတော့ပြီခက်ရိုရိုမျက်နှာအမူအရာဖြင့်ဥချစ်တီတိုက်ခန်းနေဝင်လာသည်ဟာဆရာလာပါကြွပါကြွပါ ဥချစ်ဒီကမျက်နာလဲချူသည်စကားလဲချူသည်ထို့ကြောင့်ဆရာလာဘပင်အတော်တန်အားတက်သွားသည်ဥချစ်ဒီကသူ့ရှိတွင်ရှိသောရင်ွေးချံကြားထဲမှရင်ွေးချံတစ်ခွက်ငှဲ့ပြီးဆရာလာဘကိုလှမ်းပေးလိုက်သည်ဆရာလာဘကရင်ွေးချံပကံကို တရုတ်တသေးယူပြီးတောက်သည်ဥချစ်ဒီသည်ဆရာလာဘပေးထားသော လုံချင်းဝတ္ထုနှင့်ပတ်သက်၍စကားမဟပေဆရာလာဘဟန်ဆောင်မနေနိုင်တော့ သူ့ကိစ္စကိုသူကိုယ်တိုင်စတင်ဖွင့်ဟရတော့၏ဥချစ်ဒီကျွန်တော်ပေးထားတဲ့ဝတ္ထုဘလို့သဘောရတယ်လဲထုတ်မယ်ရည်ရွယ်ရင်ကြိုတင်ငွေလေးအ ਨੇ ချင်းလောက်မဆဈေးချင်းပါတယ်အတော်အသုံးကျက်နေလို့ပါဥချစ်ဒီချက်ချင်းအမှုရာပြောင်းသွားသည်တကားလိုချိုနေရမှတမလိုခါသွားသည်ဟုတ်ကဲ့ကျွန်တော်လည်းပြောမလို့ပါပဲဆရာကိုပြောရမှာအာနာနေလို့ပါဆရာဝတ္ထုတွေအဆင်မပြေပါဘူး ဝတ္ထုကတော့အစင်တန်းမြင့်ပါတယ်ဒါပေမဲ့အုတ်ရည်တစ်ထောင်လောက်တောင်းမှမကုန်ရင်တော့ကျွန်တော်တို့လည်းမစွန့်ရဲဘူးဆရာဝတ္ထုပြန်ယူသွားပါ အခြားထုတ်ဝေသူတွေနဲ့စကားပြောကြည့်ပါဦးဥချစ်တီးသည်ပြောပြောဆိုဆိုသူ့ဘေးကဗီဒိုထဲတွင်ထည့်ထားသောဆရာလာဘဤဝတ္ထုစာမူကိုထုတ်ယူပြီးလျင်ဆရာလာဘအားပြန်ပေးလိုက်လေသည်ဆရာလာဘဤဝိတ္ထုအစဉ်မြင့်သည်ဟူသောသူဤပြောပြချက်မှာဟန်ဆောင်စကားမျှတာဖြစ်သည် အမှန်ကထိုဝိတ္ထုကို သူဖတ်မကြည့်ပေ။ဆရာလာဘသည် မျက်နှာညှိုးငယ်ငယ်နှင့် သူ့စာမူကိုပြန်ယူပြီးလျင်လွယ်အိတ်ထဲထည့်လိုက်သည်။ဥချစ်တီးရှိတွင်ဆက်ထိုင်နေဖို့မလိုတော့ပေ။သို့တော်လည်းချက်ချင်းထပြန်မာကရမ်းရများကြလီမလားဟု၍တွေးပြီးတအောင်လောက်ထိုင်နေသေးသည်။ထိုအခိုက်တိုက်ရှိတွင် Volkswagen ကားဖြူလေးတစ်စီးထိုးရက်သည်။ဥချစ်တီးကလထိုင်တွင် ထိုင်ရာမှမြောက်ခနဲကြွလိုက်သည်။ ကားထဲမှာမျိုးသမီးတစ်ယောက်ဆင်းလာသည်အသက်အစိတ်လောက်ပင်ရှိုံမီကိုပိုင်ကားနှင့်လာသည်ဆိုကြဲကသူ့အစဉ်ပြင်ကိုစာဖွဲ့နေစရာမလိုတော့ကျွန်တော်ပြန်လိုက်ပါဦးမယ်ဦးချစ်တီဆရာလာဘတုတ်သီးတုတ်ပြထသည်ဟုတ်ကဲ့ဟုတ်ကဲ့ဦးချစ်တီပါဇက်ကဟုတ်ကဲ့ဟုတ်ကဲ့ဟူ၍ဆရာလာဘကိုပြန်ပြောနေတော်လဲမျက်လုံးကအမျိုးသမီးစီရောက်နေသည်ဆရာလာဘထွက်သွားသည်အမျိုးသမီးဝင်လာသည် ဆရာလာဘနဲ့အမျိုးသမီးဒီအဝင်နဲ့အထွက်လာဘလာဘဆီယမ်မဆီယမ်မဖုံးဆက်ထားလို့ကျွန်တော်မျှော်နေပါတယ်ဥချီဒီသပွဲရှိကကလက်ထိုင်တွင်အမျိုးသမီးဝင်ထိုင်သည်ဟေးမောင်အေးလက်ဖက်ရည်နဲ့မဟုတ်သွားမှာစမ်းဥချီဒီပြနေသည်ဆီယမ်မဝိတ္ထုစီစီရေးယုံကကြလို့စက်ကူရောင်းတင်ထားလိုက်ပြီလေးတောင်တင်ထားတာပဲ၃တောင်တော့ရာကောင်းပါရဲ့ရရင်ရတဲ့လောက်ကျွန်တော်ရိုက်မှာပဲ ဆရာလာဘသည် သူကအထွတ်အမျိုးသမီးကအဝင်အမျိုးသမီးကိုတစ်ချက်စောင်းခဲ့ကြည့်လိုက်သည် စာရေးဆရာမစုမျက်ထိတ်တင်ဆိုတာသူပဲစာရေးဆရာများတဲ့တွင်ကားစီးနိုင်သူအင်မတန်ရှားသည်ထို့မြသာမက အုတ်ရည်အများဆုံးထုတ်ရသူတဦးလည်းဖြစ်၍စုမျက်ထိတ်တင်ကို စာရေးဆရာတော်တော်များများကမြင်ဘူးကြသည်ဆရာလာပါလဲတခါတုန်းက အခြားစာရေးဆရာအဖော်များပြသည်ဖြင့်စုမျက်ထိတ်တင်ကို အထူးသဖြင့်မြင်ဘူးအောင်ကြည့်ထားလိုက်သည် စုမြန်ထိတ်တင်းသည် သူကိုယ်တိုင်မရှိတခြားမှောင်ခိုရေးပေးသည့်စာများကို သူ့နာမည်ဖြင့်ထုတ်သည်ဟု၍တခြားစာရေးဆရာများပြောသည်ကိုလည်းဆရာလာဘကြားရသည်သို့တော်လည်းဟုတ်ချင်မှဟုတ်မှာပါ သူဟာသူရေးတာဖြစ်ချင်ဖြစ်မှာပါသူအောင်မြင်တာမနာလိုလို့သဘုတ်လေးလွင့်ပြောကြတာလည်းဖြစ်ချင်ဖြစ်နိုင်သည်ဘာပဲဖြစ်ဖြစ်သူစာအုပ်၃လေးတောင်ကုန်နေတာတော့အမှန်ပဲသူ၃လေးတောင်ကုန်နေတဲ့အချိန်မှာငါတို့ကတစ်ထောင်တောင်မကုန်ဘူး သူဝိထုကဘလို့ဝိထုမျိုးမို့ငါတခါမှမဖတ်ဘူးဘူးအကျိုးကြောင့်သိရအောင်တခါလောက်တော့ဖတ်ကြည့်ဦးမယ်ဒီလောက်အသက်ရွယ်နဲ့ဝိထုဒီလောက်အောင်မြင်တာအံ့ဩစရာပဲသူမှာဒီလောက်အသက်ရွယ်နဲ့ဘလောက်အတွေ့အကြုံရှိနေတယ်မသိဘူးဆရာလာဘသည် စုမြတ်ထိတ်တဲ့အကြောင်းကိုစဉ်းစားရင်ဥချစ်တီတိုက်ထဲမှထွက်လာခဲ့သည်တိုက်ထဲမှမထွက်ခင်မျက်စိဖွင့်နားစွင့်ထားသဖြင့်စုမြတ်ထိတ်တဲ့နှင့်ပတ်သက်၍ဥချစ်တီဤလှုပ်ရှားကြံမှန်သည်များနှင့် ပြောကြားချက်မှန်သမျှကိုလည်းမြင်ရောင်ကြားလာခဲ့သည်သို့တော်သူများကြောင့်စိတ်ဝင်စားနေ၍မဖြစ်သေးပေကို့အရေးကရှိသေးသည်ကလေးတွေကြောင်းမဖွင့်မီလက်ထဲတရားမျိုး90မျိုးရှိမှဖြစ်မည်ဥမဲကုံစုံဆိုင်အကျွေးများကိုလည်းဆက်ရအောင်မည်ဆရာလာဘသည်ဥချစ်တီးနှင့်အစင်မပြေသဖြင့်သူရိမ်မဂဇင်းတိုက်သို့လာခဲ့သည်သူရေးယူလာသောဝတ္ထုတို့ကိုမဂဇင်းတွက်ပေးပြီးစာမူကကြိုတင်ပေးရန်တောင်းပန်သည် တို့ရာတွင်အက်ဒီတာနှင့်ထုတ်ဝေသူထံမှ စကားပြန်ကြားရသောအခါခြေပြက်လက်ပြက်ဖြစ်သွားသည်နှစ်လစာအတွက်ဝိထုတွေအားလုံးအစင်းနှင့်ရှိနေပြီဆရာတကယ်လို့ရွေးရင်နောက်မှ နောက်၃လလောက်ကြာမှဆရာဝိထုကိုထည့်နိုင်မယ်စာမူကကတော့ဆရာတိတဲ့အတိုင်းမဂ္ဂဇင်းထွက်ပြီး၁၀ရက်လောက်မှပြီးတဲ့အစင်းလာရှိပါတယ်သူယောက်ျားဤမျက်နှာမူရာကိုမြင်ရကလေးကငွေရည်ကြီးအစင်ပြေလာပုံမရဟု ဇနီးဖြစ်သူမအေးစိန်တွေ့မိလေသည်တို့ရံတွင်မအေးစိန်သည်သူ့ယောက်ျားအားတခွန်းတဘာရမျှပင်မေးမြန်းခြင်းမလုပ်ပေမအေးစိန်သည်သူ့ယောက်ျား၏မျက်နှာသည်မျက်နှာသားကိုကြည့်၍တခါတရံလင်းယောက်ျားအားပြစ်တော့ပြစ်တော့ပြောတတ်တော်လဲလင်းယောက်ျားမျက်နှာမသာလျင်ဘာတိဘာသာလျင်နေတတ်ပြီးလင်းယောက်ျား၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်လျက်အလိုက်တဲ့အလျားတဲ့နေသူဖြစ်သည်ယခုလဲငွေရေးကြေးရေးအစင်မပြေသဖြင့်ကြောက်ကြမှုရှိတော်လဲ ထိုပြဿနာပြေလည်သွားအောင် သူယောက်ျားဘလို့ရှင်းမလဲဆိုသည်ကိုအသာစောင့်ကြည့်နေလေသည်မအေးစိန်သည် သူယောက်ျားကိုချစ်ကြောက်ရိုသေသူဖြစ်သည် သူယောက်ျားတုံတုံမုံမုံဖြစ်နေသည့်ခါ၌သူယောက်ျားအားမခံကြီးမခံသာဖြစ်စေမိအမူအရာမျိုးမိမိနေဖြင့်ပြုပါကသူယောက်ျားသာလျင်ပို၍စိတ်မကောင်းဖြစ်ရမည်မိမိကိုတိုင်မင်လားမှမိမိသဘောထားကိုပြောပြမည်သောမဟုတ်ပါကသူ့အရှိန်နှင့်သူတွားပါစေအသာစောင့်ကြည့်ယုံသာရှိသည် ရင်အတွေးရင်အသည့်ဖြင့်မေးစိန်သည်သူ့ယောက်ျားကိုအကဲခတ်နေသည်ဆရာလာဘကမူထိုအခက်ခဲအချက်တဲကိုမိသူရှင်းရပါမည်လဲဟု၍လမ်းစာမပေါ်သဖြင့်ပက်လက်ကလေးထိုင်ပေါ်တွင် ခြေပြက်လက်ပြက်ထိုင်ပြီးဟင်းငနေဟင်းငနေတက်မှတခြားခြားဖြစ်နေသည်ထိုခိုက်လမ်းမပေါ်မှစူးစူးရှာရှာပေါ်ထွက်လာသောအတန်တန်သည်ဆရာလာဘတို့အိမ်တော်မိသားစု၏အခက်အခဲအကျက်တဲကိုလောလောဆယ်ဖြေရှင်းရန်လမ်းစာဖော်ပေးလိုက်သည်လို့ဖြစ်သွားသည် ပလင်ပလင်တို့စက်ကူတို့ဝဲသည့်ကလားဤအလံတကြားအော်ဟစ်လိုက်တံဖြစ်သည် ထိုစူးရှာကျဲလောင်သောအတန်သည်ဆရာလာဘတော်များသောအဖြစ်စာဖတ်စာရေးနေသည့်အချိန်များ၌ငှက်ဆိုးထိုးတကဲ့သို့အနှောက်ယှက်ပေးသည့်အမင်္ဂလာတံဖြစ်တော်လဲယနေ့အဖို့မှမူအလွန်ကြက်သည့်မင်္ဂလာနှင့်ပြည့်စုံသောအတန်ဖြစ်နေသည်ဟေးလာအိုဆရာလာဘစက်ကူကလားကိုလှမ်းခေါ်လိုက်သည် ကလားဝင်လာသည် ဆက်ကူပဲသေးလဲကွာသတင်းစာဆက်ကူ12ကျက်ရမယ်ဆရာမဂ္ဂဇင်းစာအုပ်တွေကိုဘလို့ပေးတယ်လေကျွန်တော်ကြည်ပေးပါမယ်ဆရာဆရာလာပါသည်သူ့အိမ်တွင်ရှိသောသတင်းစာအဟောင်းများကိုထုတ်လာသည်ချိန်ကြည့်သောအခါ၃လေးပိတ်သာလောက်သာရှိသည်ထို့မျှလောက်ဖြင့်သူတို့ပြက်တနာပြေလည်သွားနိုင်မည်မဟုတ်သေးပေဆရာလာပါခေါင်းတစ်ချက်ကုတ်သည်ထို့နောက်သူအနှစ်နှင့်လလကတင်းဆဲစူဆောင်းထားသော မဂ္ဂဇင်းဘောင်းစုံနဲ့အဟောင်းများကိုတွားယူလာပြန်လေသည်ဆရာလာဘသည် သူအနစ်နှင့်လှလာကတင်ဆက်စုဆောင်းထားသော ထိုမဂ္ဂဇင်းများကိုသူဤသားသမီးကိုမျက်နှိုးတကဲ့သို့ပင် မျက်နှိုးသည်သူဤရင်သွေးများလိုတန်ရောစင်တွေ့တာသည်သို့တော်လည်းမတတ်နိုင်တော့ပြီကဗာမီးလောင်သည့်အခါတားကောင်ကို ချနှင်းရသည်ယခုလည်းဘလို့မှထွက်ပေါက်မရှိတော့သည့်အဆုံး၌တားကောင်ကိုချနှင်းရတော့မည်မိမိမမွေးနိုင်သဖြင့်မိမိရင်သွေးကို သူတစ်ပါးအားအပိုင်ပေးလိုက်ရသည့်အခါမိမိရင်သွေးကိုသူတစ်ပါးလက်ထဲထည့်ရန်ခြေုံချတုံဖြစ်နေသောမိဘကဲ့သို့ဆရာလာပါသည်သူ့မဂဇင်းများကိုကလားချိန်ဝင်နှဲမထည့်မီတန်ရောစင်မပြတ်နိုင်သဖြင့်တအုပ်စီတအုပ်စီဟိုလန်ဒီလန်ကြည့်နေသည်ထို့သို့ကြည့်နေရင်းကမဂဇင်းတစ်စောင်တွင်ပါသောစောင်းမားတစ်ပုဒ်စီမျက်စီရောက်သွားသည်ထို့စောင်းမား၏ခေါင်းစဉ်မှာလက်ချမီးနှင့်သူရတတိဖြစ်သည်စောင်းမားတွင်လက်ချမီးသည် ဥ္စာဒနနှင့်ဆိုင်သောနတ်သမီးဖြစ်သည် သူရတ္တိသည်စာပေပညာရည်ချင်းနှင့်ဆိုင်သောနတ်သမီးဖြစ်သည်လက်ချမီနတ်သမီးနှင့်သူရတ္တိနတ်သမီးသည်တူးနေတူးမတည့်ပေစန့်ကျင်ဘက်ဖြစ်သည်လက်ချမီနတ်သမီးဆောင်မကြည့်ရှုသော ပုဂ္ဂိုလ်ကို သူရတ္တိနတ်သမီးကဥပိ္ပခာပြုထားတတ်ပြီး သူရတ္တိနတ်သမီးဆောင်မကြည့်ရှုသော ပုဂ္ဂိုလ်ကိုလက်ချမီနတ်သမီးကလစ်လျူရှုထားတတ်သည် စသဖြင့်ရေးသားဖော်ပြထားသည်ထိုဆောင်းပါးကိုဖတ်ရသောအခါတစ်ချိန်လုံးသုံးပုံနေသောဆရာလာဘ၏မျက်နှာသည် ကြည်လင်လာသည်ဆောင်းပါးကိုဖြတ်ယူပြီးဖိုင်တွဲထဲတွင်ထည့်ထားလိုက်လေသည် စက်ကူကလားထံမှသတင်းစာအဟောင်းနှင့်မဂ္ဂဇင်းစာအုပ်အဟောင်းမူ150လောက်ရလိုက်သည်မယေးစိန်ကသူ့ယောက်ျားမျက်နှာရွှင်ရွှင်ပြပြဖြစ်လာသည်မှာစက်ကူကလားထံမှငွေ150လောက်ရပြီး လက်တလောပြက်တနာဖြည့်ရှင်းသွားသောကြောင့်ဟုထင်သည်အမှန်ကဆရာလာဘမျက်နာရှင်ပြပြဖြစ်လာခြင်းမှာမအေးစိန်ထင်သည့်အကြောင်းကြောင့်မဟုတ်ပေလက်ချမီးနှင့်သူရတတိစောင်းမကိုဖက်လိုက်ရသောကြောင့်ဖြစ်သည်ထိုအကြောင်းကိုသူကလည်းသူစနီးမအေးစိန်ကိုထုတ်ဖော်ပြောမပြပေထုတ်ဖော်ပြောပြသည့်တိုင်အောင်မအေးစိန်အနေနှင့်နားလေသဘောပေါက်နိုင်မှမည်လားပါရဂူ1983ခုနှစ်